်တော်သူများအားလုံးပဲမင်္ဂလာပါကျမအနေနဲ့ဒီနေ့မှဧပြီလ23ရက်နေ့ကနေပြီးတော့16ရက်နေ့အတွင်းမှာဂျိုအနေထားပေါ်မှာမူတည်ပြီးတော့ကျမတို့ဆောင်ရွက်ဆောင်ရွက်လေးတွေကိုပြောပြပေးမှာပါဒီကာလဟာကျမတို့တကြံတွင်းကာလဖြစ်သလိုပဲကျမတို့အနေနဲ့เนาะ view ဆိုင်ရမယ့်ဆောင်ရမယ့် ရှောင်ရမယ့်ကိစ္စလေးတွေလည်းရှိပါတယ်အဲ့တော့ဒီကာလမှာတောက်ကြချူပေါ့နော်ကျမတို့တောက်ကြချူဟာ73ရက်နေ့เนาะကျမအခုပြောနေတဲ့73ရက်နေ့ဧပြီလ73ရက်နေ့မှာเนาะသူက မင်ယာတီထဲမှာ retro သွားနေတာကနေပြီးတော့တမပြန်ပြီးတော့သွားပါမယ်အဲ့တော့တမပြန်သွားတဲ့ခါကျတော့ तू ကဘယ်သူနဲ့တွေ့မလဲဆိုတော့စနေနဲ့သွားပြီးတော့စုံတာမျိုးရှိတယ်ပေါ့နော်အဲ့ဒါဂိယူဆိုင်ရမယ်ကာလာတစ်ခုဖြစ်တယ်နော်ပြီးတော့တနင်္ဂနွေချူပေါ့နော်တနင်္ဂနွေချူကလည်း 14ရက်နေ့เนาะ14ရက်နေ့မနက်6နာရီရနေပြီးတော့6နာရီ38မိနစ်ကနေ38မိနစ်20စက္ကန့်ကနေပြီးတော့သူကမင်ယာဒီကနေပြီးတော့မိတ္တယာဒီကိုပြောင်းပါတယ်เนาะတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှင်တော့မင်ယာဒီမှာဂျူရီစုံနေရတဲ့အကြာကနေပြီးတော့တနင်္ဂနွေကเนาะမင်ယာဒီကနေမိတ္တယာဒီကိုပြောင်းလိုက်တဲ့အတွက်ကောင်းတယ်လို့လည်း ြောလို့ရနိုင်တယ်ပေါ့နော်အဲ့တော့ဒီခါမှာဒီလိုကာလမှာเนาะမြန်မာတက်ကတိ1300နဲ့မှာ89ကာလမှာဂျူရီရဲ့အနေထားကိုကြည့်တဲ့ခါကျတော့ဂျူစင်လိုက်ကြည့်ရင်เนาะတမရဂျူကစနေဂျူဖြစ်လာတယ်ဂျူရီထဲမှာတမရဂျူကစနေဂျူဖြစ်လာတယ်ဝင်းကြီးချုပ်ဂျူကတနင်္လာဂျူဖြစ်လာတယ်အဲ့လိုပဲကာကွေရေးဝင်းကြီးဂျူကတနင်္ဂနွေဖြစ်တယ်เนาะအာကာသပတိ ဂျူဝါကြလေတနင်္ဂနွေဖြစ်တယ်နောက်ကမိုးစလဂျူဝါလေတနင်္ဂနွေဖြစ်တယ်အဲ့လိုပဲเนาะစိုက်ပျိုးရေးတွေเนาะဒီအသီးနှံဖြစ်ထွန်းရေးတွေကိုလှုပ်ဆောင်ပေးတဲ့เนาะလေယာဝင်ကြီးဂျူဝါတော့ဗုဒ္ဓူเนาะပုံသွယ်ရေးဂျူဝါတောက်ကြဖြစ်ပြီးတော့เนาะအခြားဂျူရီထဲမှာအဲ့လိုပဲဂျူရီအစင်လိုက်သွားနေတဲ့ထဲမှာကျမဒီကယူဆိုင်မိတာတတိထားမိတာကြော်လीဘာတွေ့လဲဆိုတော့ဂျူရီအားလုံးထဲမှာပါပဂျူရီက နေရာယူထားတာတွေ့တယ်เนาะအဲ့တော့ပပဂျူတွေနေရာယူထားတဲ့အတွက်ကောင်းသလားဆိုးသလားလို့ပြောရင်တော့ပပဂျူနေရာယူထားတဲ့အတွက်ဒါတိတ်မကောင်းဘူးလို့ပြောလို့ရတယ်เนาะဟိုဂျုံနိုင်တာဘာတွေဂျုံနိုင်လဲပပဂျူတွေနေရာအများနေတယ်နေရာယူထားတယ်ဒါဆိုရင်ဘာတွေဂျုံနိုင်လဲလို့ပြောရင်တော့နံပါတ်1ကတော့ကျမတို့เนาะယာတိဥဒုပေါ့เนาะအဲအကာသတဂျူနဲ့မိုးလီဝတာနဲ့ဇလပေတာဂျူမှာတင်းငုံနေရာယူထားတယ်ကာကွယ်ရေး ဝင်းကြီးချိုလည်းတနင်္ဂနွေရယူထားတဲ့အတွက်ရာသီဥတုအနေနဲ့ဒါဟာဖောက်ပြန်တတ်တယ်တတ္တဝါတွေထိခိုက်ပျက်စီးတတ်တယ်လို့ပြောလို့ရတာပေါ့နော်အဲ့တော့ဒါပေမဲ့လည်းဝင်းကြီးချုပ်ဂျူကတော့တနင်္လာဂျူဖြစ်တယ်သောမဂျူဖြစ်တယ်ပေါ့နော်တနင်္လာဂျူဖြစ်တဲ့အတွက် လူတွေတတ္တဝါတွေမှာเนาะမေတ္တာစိတ်တွေဂိယုဏစိတ်တွေပို့ပြီးတော့အားကောင်းလာနိုင်တယ်လို့ပြောလို့ရပါတယ်เนาะစိတ်ကူးစိတ်တန်းကောင်းနေပေါ်လာနိုင်တယ်နောက်မိုးပေါ့เนาะမိုးမခံဘူးမိုးရွာမယ်လို့လည်းပြောလို့ရတယ်เนาะအဲ့တော့အဲ့လိုဂျိုးရီအနေထားကြီးကြည့်လိုက်တဲ့အခါကျတော့ကျမတို့ကြံတွင်းကာလာနဲ့ကြံပြီးကာလာတွေမှာ နော်မိုးကောင်းနိုင်ပါတယ်နော်မုန်တိုင်းဝင်နိုင်ပါတယ်နော်မြေပြိုတာတို့ရေရှမ်းတာတို့ဒါမျိုးတွေလည်းဖြစ်နိုင်တဲ့အတွက်ကျမတို့ဂယုဆိုင်ရမယ့်ကာလတစ်ခုလည်းဟုတ်ပါတယ်နော်ဒါကြောက်စိတ်ခြင်းလို့ကျမ၆တာမဟုတ်ပါဘူးကြိုတင်ပြီးတော့ကာကွယ်တင်တာတွေကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက်နော်ကျမကညဝေပေးတာပါအဲ့တော့ကျမ73ရက်နေ့ပေါ့နော်ဧပြီလ73ရက်နေ့ နာကျမတို့ဘာဒီဆောင်ရမလဲရှောင်ရမလဲဆိုတာကိုမပြောခင်မှာကျမတခုတော့ပြောပြရစီအဲ့ဒါဘာလဲလို့ပြောရင်နော်ကျမတို့ဒီဟိုဟာပေါ့ဆောင်ရံရှောင်ရံဒီနဲ့ဒီဂျူရီယာဒါတွေကလေကျမတို့ဂျူရီအနေထားတွေပေါ်မှာပြတ်ချက်ပြီးတော့ပြောတာဖြစ်ပါတယ်နော်အဲ့ဒါလေးတော့ကျမပြောပြရစီနော်ဧပြီလ23ရက်နေ့နော်ဧပြီလ23ရက်နေ့ဟာပြောမယ်ဆိုလို့ရှင်တော့ကျမတို့ပြောမယ်ဆိုရင် အကောင်အဆိုးနှစ်မျိုးစလုံးကြုံနိုင်တဲ့နေ့ဖြစ်တယ်နော်။ကောင်းတာကဘာလဲလို့ပြောရင်ဥစ္စာပစ္စည်းရစေတဲ့ဘဒုမရုပ်ရထားတဲ့နော်နေ့ဖြစ်တယ်လို့ဥစ္စာပစ္စည်းတွေကုန်ဆုံးစေတဲ့လုံမကရုပ်ရထားတဲ့နေ့လည်းဖြစ်တယ်။အဲ့တော့ကောင်းတဲ့ရုပ်လည်းရထားတယ်ဆိုးတဲ့ရုပ်လည်းရထားတယ်ပေါ့နော်။အဲ့တော့ရှောင်းဝမေကာလကတော့မနက်တနာရီ33မိနစ်ဆိုတာမနက်အစောကြီးတနာရီ33မိနစ် ငါနေ12နာရီရနေပြီးတော့တနာရီ33မိနစ်အတွင်းကဒါအခါမကောင်းဘူးအမောင်ကာလာလို့ပြောရမှာပါပေါ့နော်။ညညနေ4နာရီ30ရနေပြီးတော့ညနေ4နာရီ30ရနေပြီးတော့6နာရီအတွင်းလည်းအခါမကောင်းဘူး။နော်အဲ့ဒီကာလာတွေမှာငွေကြေးနဲ့ပတ်သက်ပြီးတော့နော်ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုမလုပ်ပါနဲ့လို့အကြံပြုချင်တယ်နော်အဲ့တော့ တနင်္ဂနွေနေ့အဲ့ဒီနေ့ကတော့ကျမတို့ပြောမယ်ဆိုလို့ရှိရင်တော့ဘာတွေလုပ်နိုင်သလဲလို့ပြောရင်တော့လေဒါကတော့အခါမကောင်းတဲ့အတွက်ကျမကတော့ဟိုလက်ထက်ထိမ်းရတာတွေဟလာရှင်ပြူတာတွေเนาะအဲ့လိုမျိုးမင်္ဂလာအခါယူပြီးတော့လှုပ်ရတဲ့အိမ်မနောအိမ်ဆပြီးတော့စောက်တာတို့အိမ်ပြင်းတာတို့ဒါမျိုးလောက်ရတဲ့ကိစ္စတွေမှာအခါမကောင်းတဲ့ကာလကိုရှောင်ကျင်ပြီးတော့လုပ်မယ်ဆိုရင်တော့လုပ်ပါ အဓိကကတော့ကျမအနေနဲ့ဆိုတော့ဒါမလုပ်စီချင်ဘူးလို့ကျမပြောရမှာပေါ့နော်ဒါပေမဲ့တချို့လဲအချိန်အချင်းခါပုံမှန်မူတည်ပြီးလုပ်ရတယ်ဆိုရင်တော့ဂယူဒီဇိုင်းနဲ့လုပ်ပါလို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်အဲ့တော့ဧပြီလ14ရက်နေ့ပေါ့နော်ဧပြီလ14ရက်နေ့ကကြတော့ကျမတို့ပြောမယ်ဆိုရင်တော့ကောင်းတဲ့ရုပ်ရထားတယ်နော်စတာရုပ်ရထားတဲ့နေ့ဖြစ်တယ်နော်အဲ့လိုနေ့ကကြတော့ကောင်းတဲ့ပြောမယ်ဆိုရင်တကြံအကြနေလေးဖြစ်မယ်ထင်တယ်နော်အဲ့လိုနေ့မှာတော့ အမောင်ကာလာကမနေ့9နာရီ30ရနေပြီးတော့မနေ့9နာရီအတွင်းကတော့အခြေခါမကောင်းဘူးပေါ့နော်အဲ့ဒါတော့အမောင်ကာလာဖြစ်ပါတယ်အဲ့ဒီမှာကျမတို့နော်ဒီလိုမျိုး ကောင်းတဲ့နေ့ဒီမှာကျမကဘာကိုရွတ်ဖတ်စေချင်တယ်လဲလို့ပြောရင်ကျမကဂုံတော်ကွန်ချာကိုရွတ်ဖတ်စေချင်တယ်နော်အဲ့ဒီမှာဂုံတော်ကွန်ချာကိုရွတ်ဖတ်ခြင်းအားဖြင့်ကျမတို့တွေရဲ့ဘဝတွေလုံခြုံမှုရှိနိုင်တယ်လို့ပဲဝေကြီးစည်းပွားကံကောင်းမယ်ပေါ့နော်အဲ့လိုမျိုးပြောလို့ရပါတယ်နော်အဲ့တော့အဲ့ဒီမှာကျမကရွတ်ဖတ်စေချင်တာကဂုံတော်ကွန်ချာရွတ်ဖတ်ပါဧပြီလ23ရက်နေ့မှာရွတ်ဖတ်စေချင်တာကတော့တန်ဘုဒ္ဓေဂါရ36ခေါင်းနဲ့ဒါရဏပရိတ်ကိုတစ်ခေါက် ဦးစော်ပေးဖို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်။ဧပြီလ15ရက်နေ့ပေါ့နော်ဧပြီလ15ရက်နေ့ကတော့အင်မတန်ကောင်းတဲ့နေ့ပါကျမရဲ့မွေးနေ့လည်းဖြစ်ပါတယ်နော်ဧပြီလ15ရက်နေ့အင်မတန်ကောင်းတဲ့နေ့ပါနော်ဘာရုပ်ရထားလဲလို့ပြောရင်ဖုံးကန်ကြီးမားစီတဲ့ကေတုရုပ်ရထားပြီးတော့စက်တီမင်္ဂလာအပေါင်းနဲ့ပြည့်စုံစီတဲ့ ်တိတိဝိစာယုတ်ရထားတဲ့နည်းဖြစ်ပါတယ်။ကောင်းတဲ့เนาะယုတ်နှစ်ခုစလုံးတကယ်ထိတ်တန်းယုတ်ပြီးရထားတဲ့နည်းဖြစ်တယ်လို့ပြောနိုင်ပါတယ်။အဲ့လိုနေမှာမဟာတကြံအချက်နေဖြစ်တယ်ပေါ့เนาะအဲ့လိုနေမှာဘာဒီလုံမလဲလို့ပြောရင်เนาะကိုယ်ဘဝမှာအောင်မြင်စေလိုတဲ့ကိစ္စတွေလုပ်လို့ရတယ်เนาะကိုယ့်ရဲ့နောင်တန်နေရာမှာပါစီမဲ့ကုသိုလ်ရေးကိစ္စတွေဒါမျိုးတွေလုပ်လို့ရတယ်เนาะတကယ်လို့တရားစခန်းဝင်နေဆိုလဲအဲ့နေကြရင်เนาะတကယ်ကိုစိတ်ကြီးကြီးလင်းလင်းလေးနဲ့ နော်ဟိုစိတ်ထားစိတ်ထဲမှာပေါ့နော်ဒီဟိုစောင့်ထင်းရမယ့်၅ပါးသီလအလား၉ပါးသီလလုံးဝကိုလုံခြုံအောင်စောင့်ထင်းပြီးတော့နော်ကောင်းကောင်းမွန်မွန်ချီချီလင်းလင်းနေနဲ့အရာရာကိုလှုပ်ဆောင်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်။အဲ့ဒီမှာကျမကတော့အမေတော်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွမြောက်စေဖို့အတွက်အဒိတ်ထံစမယ်နေပါနော်။အဲကျမရဲ့မွေးနေ့လေးဖြစ်သလိုနော်အမေတော်အောင်ဆန်းစုကြည်ကို အတွက်ကျွန်မလုတ်ပေးချင်တာတွေရှိပါတယ်เนาะအဲ့ဒါကြောင့်အဲ့ဒီနေ့မှာကျွန်မစပြီးတော့အတိတ်ထံဝင်မယ်เนาะကျွန်မနဲ့အတူတူအတိတ်ထံဝင်ခြင်းတဲ့လူတွေလည်းဝင်လို့ရအောင်14ရက်နေ့မှာကျွန်မ14ရက်နေ့မှာကျွန်မ post ကိုတင်ပါမယ်เนาะအဲ့ဒီနေ့မှာတော့ဒါတကယ်ကိုကျွန်မတို့ကအဲ့ဒီနေ့မှာဟာကိုယ့်အတွက်ကိုမလုတ်သင့်ဘူးလားလို့ပြောရင်ဆိုကျွန်မကတော့အဲ့လိုမယူဆဘူးကျွန်မကဘာလဲဆိုကို လူများတွေအတွက်အရေးကြီးတဲ့ကျမတို့လူအများကြီးအတွက်အရေးကြီးတဲ့ကိစ္စတွေကိုကျမတို့ကလုပ်ပေးခြင်းရကျမတို့တကူရီတမားတွေတကူရီကိစ္စလေးတွေဟာနော်ဆူတောင်းစရာမလိုပဲနေ ပြည့်တတ်တယ်နော်အဲ့တော့အဲ့လိုနေမှာ အမေတော်အောင်ဆန်းစုကြည်နော်နောက်ပြီးတော့နိုင်ငံရေးအကျဉ်းသားတွေเนาะအကျဉ်းသားတွေတဲမှာမှနိုင်ငံရေးအကျဉ်းသားဆိုတာကအင်မတန်နှိမ့်ဆက်ခြင်းခံရတဲ့အကျဉ်းသား နော်တခြားအကျဉ်းသားတွေနဲ့တောင်မတူဘူးလူဆိုးတွေတခိုးတွေဟလာအဲ့လိုမျိုးမကောင်းမှုတွေနဲ့နော်တကယ်ကိုဟိုအကျဉ်းထောင်လေးရောက်တဲ့သူတွေနဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့မတူဘူးနိုင်ငံရေးအကျဉ်းသားတွေကိုကြတော့နော်အကျဉ်းထောင်ထဲမှာဟိုစကားစားတွေကအကျဉ်းထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေကိုတေးစီလိုတဲ့စိတ်ဆန်စေတနာတွေရှိတာတွေ့ရတယ်နော်အဲ့ဒါကြောင့် ကျွန်မအနေနဲ့ကတော့အဲ့ဒီလိုနေမှာအင်မတန်ကောင်းတဲ့နေမှာအမေတော်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးချမ်းချမ်းမာမာချမ်းချမ်းသာသာနဲ့ပြန်လဲလွတ်မြောက်ဖို့အတွက်ကိုကျမကအတိတ်တန်လုပ်ပါမယ်နော်အဲတမနာကြီးဥဝင်းမြင့်လည်းပါတာပေါ့နော်အဲ့လိုမျိုးလုပ်ဖို့ကျမရည်ရွယ်ထားပါတယ်အဲ့ဒါကိုနိုင်ငံဒီတနိုင်ငံလုံးကောင်းမှုဆိုတာတော့လीကျမတယောက်တည်းလုပ်လို့တော့မရဘူးအဲ့ဒါအများကဝိုင်းပြီးတော့ နော်လှုပ်ဆောင်မှသာလေထိရောက်ပါတယ်နိုင်ငံရေးဆိုတာနိုင်ငံလို့ပြောရင်အများကြီးလေဟုတ်တယ်မလားနော်အများကြီးဖြစ်တယ်အဲ့နိုင်ငံတစ်ခုလုံးကောင်းဖို့နော်ရေဒီယာကုသိုလ်အမှုပြုဖို့ဆိုတာတယောက်တည်းအားနဲ့တော့မရဘူးပေါ့နော်အဲ့တော့ဒါကိုအများဝိုင်းပြီးတော့ပါဝင်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့မြန်မာနိုင်ငံအတွက်အရန်ကောင်းပါလိမ့်မယ်နော်နောက်တစ်ခုကဟိုဘာဖြစ်လဲဆိုတော့နည်းတစ်ခုပြောချင်တာကျမတို့က အဲဆူတောင်းတဲ့ခါကျတော့လေကို့အတွက်မတောင်းမင်းနဲ့နော်တခြားလူတွေအတွက်တောင်းပေးတာအဲ့ဒီပါရမီကလေအရန်ကိုကောင်းတဲ့ပါရမီပါသီလားနော်အဲ့ဒါကဘာလဲဆိုတော့အတ္တမပါဘူးလောဘမပါဘူးပေါ့နော်အတ္တ၄လောဘ၄မပါဘဲနဲ့နော်တကယ်ကိုစိတ်စေတနာနဲ့မြတ်တာအရင်ခံပြီးတော့ဘသူတွေတော့ကောင်းပါစေဘသူတွေတော့ဘလို့လေးအဆင်ပြေပါစေပေါ့နော်အဲ့ဒါမျိုးလေးဆူတောင်းတာပို့ပြီးတော့နော်ကောင်းမွန်တဲ့အကြောင်းကိုကျွန်မကညွှန်ဝေတာပါ เนาะအဲ့တော့အဲ့ဒီကာလမှာတော့เนาะဧပြီလ15ရက်နေ့မှာเนาะအမောင်ကာလရှိပါတယ်เนาะအမောင်ကာလကညနေ3နာရီကနေပြီးတော့4 4နာရီခွဲတွင်းဟာအမောင်ကာလဖြစ်တယ်ည7နာရီ35မိနစ်ကနေည12နာရီအတွင်းဟာအမောင်ကာလဖြစ်တယ်เนาะအဲ့တော့မနေ့မိုးလေးနာနဲ့ကျမတို့ ကောင်းပြီမိုးလင်းတာနဲ့ဆိုတာကျမ12နာရီပေါ့နော်ဒီအခါကူးလိုက်တာနဲ့နော်ပြောမယ်ဆိုရင်လုံးဝကိုကောင်းသွားပြီနော်ဖုံးကန်ကြီးစီတဲ့ကိတုရုပ်ရသွားပြီနော်အဲ့တော့ဆိုတော့ကျမတို့ကကိုဘယ်အချိန်မှစမလဲကိုအဆင်ပြေတဲ့အချိန်မှစလို့ရတယ်နော်ကိုအဆင်ပြေတဲ့အချိန်မှစလို့ရတယ်ဒါပေမဲ့နော်အမေစုအတွက်ကိုတော့ဒိတ်တန်စကျင်တာတော့ကျမကမနက်9:45မိနစ်မှာစစီကျင်နေပေါ့နော် ဲ့နေ့မှာကျမကမုံလုံးကြီးပေါ်လှူခိုင်းတာကလေးသီလာတချို့ကပြောတယ်ဆီယမမုံလုံးကြီးပေါ်မလုပ်ဘူးမုံလုံးကြီးပေါ်မလှူဘဲနဲ့တခြားကလုပ်လို့ရလားလို့ပြောရင်အမေစုအတွက်ကကျမရွက်လှပန်းလှူခိုင်းတာပေါ့နော်ရွက်လှညွန်လေးကိုအမေစုအတွက်ထိုးပေးပါအများကြီးဆိုလဲခက်ခဲမှရှိဆိုလို့ကို့မှာရှိရရွက်လှတညွန့်ဆိုလဲရတယ်ဒါအောင်အမေစုကိုစားအမေစုအတွက် နော်ရည်စူးပြီးတော့အမေစုကိုစားလှူဒန်းပေးရပါပေါ့နော်ကျမအဲ့လိုမျိုးလေးဟိုညှိုးဆိုတယ်ပေါ့နော်ပြီးတော့မုံလုံးရေပေါ်ကြတော့အမေစုအတွက်လှူရတာမဟုတ်ဘူးကို့အတွက်ကိုလှူရတာနော်မုံလုံးရေပေါ်ဆိုတာကလေမုံလုံးဆိုတာကိုကနန်းရေပေါ်ဆိုတာကိုကနန်းကို့အတွက်နဝင်းချေပြီးတော့လှူရတာနော်အဲ့တော့15ရက်နေ့မှာမုံလုံးရေပေါ်မလှူခြင်းဘူးဆိုရင်လေရတယ်မုံလုံးရေပေါ်လှူခြင်းဟာကို့ရဲ့ကံပေါ့နော်ကို့ဟာကိုနဝင်း နော်နဝင်းစွန်ကတ်မဲ့နဝင်းစွန်ကတ်လို့လည်းရပါတယ်နော်နဝင်းစွန်ကတ်လည်းရတယ်အဲ့နေ့ကတော့မုံလုံးရေပေါ်ဟာလှူသင့်တဲ့နေ့ဖြစ်ပါတယ်နော် ဧပြီလ16ရက်နေ့เนาะဧပြီလ16ရက်နေ့ဟာလေเนาะမဟာတကြံအတက်နေ့ပေါ့เนาะအဲ့ဒါမှာလေဖုံးကန်ကြီးမားစီတဲ့တဲ့ data ရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะနောက် data ရုပ်ရဲ့အင်မတန်ချမ်းသာကြွယ်ဝစေတဲ့သုံးမြရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะ15ရက်16ရက်ကအင်မတန်နေ့ကောင်းနေအဲ့လိုနေ့ကောင်းနေမှာတော့ကျွန်မကเนาะကုသိုလ်ရေးတွေကိုပိုင်ပိုင်နိုင်နိုင်ထိထိရောက်လုပ်သလိုပဲဒါနကုသိုလ်လုပ်သလိုပဲသီလကုသိုလ်အနေနဲ့လည်းကျွန်မက၉ပါးသီလတော့ ယူစေချင်တယ်နော်ကိုဘာဒီလာလေးယူမယ်တသက်လူလေးစားမယ်ပေါ့နော်နောက်အားတိုင်းအားတိုင်းအချိန်ရတိုင်းမှာမေတ္တာဘာဝနာလေးပွားနေမယ်ပေါ့နော်ကျမကတော့အဲ့နေ့ဒီမှာကျမကတရားကျင့်ဖို့ကျမစဉ်းစားထားတယ်ဒါပေမဲ့လေကျမဘေးရင်ဟောဖို့အတွက်လက်ခံထားတာတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ဘေးရင်ဟောဖို့အတွက်လက်ခံထားတာလေးကျူပြီးတော့လှုပ်ထားပြီးတော့ပေါ့နော်အဆင်ပြေအောင်ကျမ ဆောင်ရွက်ဖို့တော့ကိုယ့်ဟာနဲ့ကိုတော့အစီအစဉ်လေးရှိပါတယ်เนาะအဲ့တော့16ရက်နေ့ကလည်းဖုံးကန်ကြီးမားစေတဲ့ data ရုပ်နဲ့ချမ်းသာစေတဲ့အင်မတန်ချမ်းသာစေတဲ့သောမရုပ်ရထားတဲ့နေ့ဖြစ်တယ်အဲ့လိုနေ့မှာတော့နော်အကုသိုလ်ကြီးလုံးဝရှောင်ပါအကုသိုလ်ကြီးလုံးဝမလုပ်ပါနဲ့အကုသိုလ်လို့ပြောတဲ့နေရာမှာနော်ကျမတို့ကနော်ကာယကံမြောက်လုပ်တဲ့အကုသိုလ်ဟလာနော်ဝစီကံမြောက်လုပ်တဲ့အကုသိုလ်ပဲလူတွေကဂယုဆိုင်ကြတယ်အ မနှောကန်နဲ့လုတ်တဲ့အဟုတော်အင်မတန်ကြီးတယ်နော်ဒါကိုကျမကဟိုပါကျုပ်ဆရာတော်ဘုရားကြီးရဲ့တရားတစ်ပုဒ်မှာကျမနာယူဘူးတယ်ဘာလဲဆိုတော့နော်ကျမအငြင်းနဲ့စဉ်းစားတယ်ငငယ်လေးတွေကနော်ဒီဝရက်ကနော် တန်ဃာလဲတန်ဃာလဲမှာလဲပါတယ်ဟလာနော်နောက်ပြီးအစွမ်းထက်တဲ့ပုံကိုလည်းဖြစ်တယ်ကျင့်စဉ်နေတမထအားကောင်းတဲ့အတွက်နော်ကောင်းရင်ပုံမှာဇန်နဲ့ပြန်နိုင်တဲ့ပုံကိုမျိုးလည်းဖြစ်တယ်နော်အဲ့တော့အဲ့လိုပုံကိုမျိုးဟာနော်ကျင့်ကြံအားထုတ်မှုတွေလည်းအများကြီးရှိတယ်ဟလာအဲ့လိုပုံကိုမျိုးဟာဘာကြောင့်မြည်မြူတာလဲကျွန်မအငြင်းလမ်းစဉ်းစားမှုတွေငငယ်လေးလေးရနော်အဲ့တော့အဲ့ရဲ့အဖြေကိုကျွန်မသိတာသိမကြသေးဘူးဘာသိလဲလို့ပြောတော့နော် ကိုလောက်ခဲ့တဲ့သူလောက်ခဲ့သမျှကုသိုလ်တွေအားလုံးဟာနော်ဖះကိုပြင်မာတာတခုတည်းကြောင့်တော့မြင်မြူတာမဟုတ်ဘူးသူလောက်ခဲ့တဲ့ကုသိုလ်ကုသိုလ်တွေအားလုံးကိုကြည့်တဲ့အခါမှာကုသိုလ်တွေအားလုံးမှာ အတွင်းစိတ်ကနေဖြစ်တဲ့အကုသိုလ်တွေကြောင့်နော်ဒီလိုမျိုး အကုသိုလ်တွေကကုသိုလ်တွေကိုဆွဲချနိုင်တယ်နော်ကျွန်မအဲ့ဒါကိုကျွန်မအဲ့ဒါကိုဘုံဘုံရဲ့တရားမှာနားလိုက်ရတော့ကျွန်မအဲ့ဒါကိုသဘောပေါက်သွားတယ်နော်ကျွန်မတို့ကကာယကံနဲ့ လူမတက်ဘူးဟလားဝစီကန်နဲ့လေကျမတို့ကလူမတက်ဘူးဒါပေမဲ့ဘသူ့ကိုတော့သေစေချင်ပါတယ်ဆိုတော့စိတ်ဆန္ဒရှိနေသရွေ့ကျမတို့အဲ့ဒီမှာနော်ပါဏာတိပါတာကံကိုကျူးနေတယ်ဟလားနော်အဲ့တော့ကျမပြောချင်တာကနော်သူတို့ရဲ့မကောင်းမှုတွေအတွက်ကျမတို့တွေရဲ့ကောင်းမှုတွေကိုမယုတ်လျော့ဘူးစူးစမ်းပြီးတော့နေထိုင်သင့်တယ်နော်အကုသိုလ်တွေကျူးနေတဲ့လူတွေအများကြီးရှိတယ်တွေ့တယ်အများကြီးရှိတယ် ဒါပေမဲ့အဲ့ဒီလူတွေရဲ့နော်သူတို့ရဲ့အကုသို့ဟာသူတို့ကိုသူတို့အကျိုးပေးလိမ့်မယ်သူတို့အကျိုးပေးမဲ့အချိန်ရောက်ရင်သူတို့ဟာသူတို့အကျိုးပေးသွားလိမ့်မယ်အဲ့ဒီအတွက်ကျမတို့တွေကဂျားရဲရနေပြီးတော့အကုသို့ဝင်ပြီးတော့မယူဆချင်ဘူးကျမတို့တွေကမနောကံနဲ့ပြုလိုက်တဲ့အကုသို့တိုင်းဟာကျမတို့ပြုကျင့်ထားတဲ့ကုသို့တွေကိုဆွဲချသွားတယ်နော်အဲ့တော့ဒါလေးကိုကျမနားလည်ဖေးခြင်းနဲ့အဲ့တော့ ကျမချစ်တဲ့သူတွေလေနော်အကုသို့ကိုကျမတို့ကာယကံဝစီကံနဲ့သာမက မနောကံနဲ့လေနော်မကျူးလို့မိအောင်ဂယုဆိုင်ဖို့ကျမကနေတာနဲ့တိုက်တွန်းပါတယ်အဲ့တော့16ရက်နေ့မှာလေကျမတို့နော်ကိုဘာတီလာယူရင်အင်မတန်ကောင်းပါတယ်နော်18ရက်နေ့ဧပြီလ18ရက်နေ့ကတော့သူကလေကောင်းတာကောင်းတဲ့ရုပ်နဲ့မကောင်းတဲ့ရုပ်နှစ်ခုရထားပါတယ်နော် အမှုကိစ္စတွေကိုပြီးစီးအောင်မြင်စေတတ်တဲ့အနန္တရုပ်ရထားသလိုပဲနော်မနေ့9နာရီကနေပြီးတော့တောက်လျှောက်ည12နာရီအထိသိစီတတ်တဲ့ကာလဒါနရုပ်ရထားတာတွေ့ရပါတယ်နော်အဲ့တော့ဒီလိုနေ့မှာတော့ကျမတို့ကဂယုဆရမယ်ပေါ့နော်ဧပြီလ19ရက်နေ့ဟာရက်ကျန်းပါတယ်နော်အဲ့နေ့ကတော့ကျမတို့ဂယုဆရမယ်နေ့ဖြစ်တယ်အဲ့တော့ကြာသပတေးနေ့ဖြစ်တဲ့နေ့ကျန်းတဲ့အတွက်ကျမတို့ဂယုဆိုင်ပါအဲ့လိုနေ့မှာတော့ တမုတ်ဒီကာရာရေဂုံတော်ကွန်ချာရေပြီးတော့เนาะမြစ်တာတုတ်ရေကိုပွားများပါเนาะတမုတ်ဒီကာရာဆို36ခေါက်မြစ်တာတို့ဆိုရင်9ခေါက်ဘုံတော်ကွန်ချာဆိုရင်တော့အဲ့လိုနေမှာเนาะ6ခေါက်လောက်ပူဇော်တင်းတယ်လို့ကျမအနေနဲ့ယူဆတယ်ပြီးတော့ဒါဒနာပရိတ်ကိုလည်းပူဇော်ပါเนาะ2000နဲ့မှာကျမတို့2025 April ကနေစပြီးတော့2026 April ထိမဖြစ်မနေထည့်ပြီးတော့ပူဇော်ရမယ့်ဂါတာတွေမှာ ဒါဒနာပရိတ်ပါဝင်ပါတယ်เนาะဂျိုစည်းဂျိုနေမကောင်းတဲ့အတွက်ဒါဒနာပရိတ်ကိုကျမတို့ပူဇော်ဖို့လိုတယ်ပရိတ်ကြီးဆက်သတုတ်ပူဇော်တယ်ဆိုရင်တော့အင်မတန်ကောင်းတယ်ပရိတ်ကြီးဆက်သတုတ်ပူဇော်ဖို့ခက်ခဲတဲ့လူတွေကတော့ဒါဒနာပရိတ်ကိုပူဇော်ပေးပါမြတ်တာတို့ရဲ့ခန္ဓာတို့ရဲ့ပုပ္ပနာတို့ရဲ့ကိုလည်းပူဇော်ပေးပါလို့ကျမကမြတ်တာနဲ့တိုက်တွန်းပါတယ်เนาะဧပြီလ16ရက်နေ့ပေါ့เนาะဧပြီလ16ရက်နေ့ကတော့เนาะသူကတော့အသင့်အတိတ်ကောင်းတဲ့နေ့ဖြစ်တယ် နော်ဘလိုမျိုးအတင်းတင်းကောင်းလဲလို့ပြောရင်နော်ထိရရုပ်ဆိုတာကိုလှုပ်တဲ့ကိစ္စလေးတွေအောင်မြင်သွားစေတဲ့ရုပ်နဲ့နော်နောက်အဆောက်အဦတွေစောက်တဲ့ခါကျတော့ကောင်းမွန်တဲ့ရုပ်သူထိယရုပ်เนาะအဲ့တော့ထိယရုပ်နဲ့သူထိယရုပ်ရထားတဲ့အတွက်သူဟာအသိအတိတ် ကောင်းစေတဲ့နေ့ဖြစ်တယ်เนาะအဲ့ဒီနေ့မှာရှောင်းရမယ့်အမှောင်ကာလကတော့နေ့12နာရီပေါ့เนาะမနေ့12နာရီကနေ့12နာရီအတွင်းကတော့အချိန်ကာလမကောင်းပါဘူးပေါ့เนาะအဲ့ဒီကာလမှာတော့ရှောင်းပါပေါ့เนาะအဲ့ဒီနေ့မှာကျမတို့ရွတ်တဲ့နေ့ဂါထာတွေကတော့ဒါသနာပရိပရိကြီး73ပေါ့เนาะဒါတွေကတော့ကျမတို့ပူဇော်တဲ့နေ့လို့ကျမအနေနဲ့ယူဆပါတယ်เนาะအဲ့တော့ အဲပြောမယ်ဆိုလို့ရှိရင်တော့နော်23ရက်နေ့က18ရက်နေ့နော်18ရက်နေ့က23ရက်နေ့ဖြစ်တယ်ဂရုစာရမယ်နေ့ဖြစ်တယ်18ရက်နေ့ကတော့နော်23ရက်နေ့ဖြစ်သွားမှာပေါ့နော်အဲသူကလည်းဂရုစာရမယ်နေ့ဖြစ်တယ်နော်အဲ့တော့ကျွန်မဒီနေ့ဒီလိုချိန်ကာလမှာကျွန်မအားလုံးကိုကျွန်မတခုပြောချင်တာလေဒီကာလပေါ့နော်ဒီ23ရက်နေ့ကြော်ပြီးတဲ့နောက်ပိုင်းမှာကျွန်မတို့နော် ဟိုပြောင်းသွားပြီเนาะဂျိုနှစ်တစ်ခုကုန်ပြီပေါ့เนาะနောက်နှစ်တစ်ခုစပြီဆိုရင်အဲ့နှစ်တွေမှာကျမတို့ကလေဥဒိုရေးဆိုတာဒါနသီလဘာဝနာအဲ့ကုသိုလ်၃မျိုးစလုံးနဲ့စဖို့အတွက်ကိုတော့ကျမကမြတ်တာရက်ခံခြင်းတယ်เนาะလာမယ့်เนาะ1300နဲ့မှာ80နဲ့မှာ9ခုနှစ်ပေါ့เนาะအဲ့ဒီမှာတော့เนาะဘယ်လိုနိဗ္ဗာန်သားတွေကဂရုစိုက်ရမလဲဆိုရင် တနင်္ဂနွေသားသမီးတွေဖြူဆာရပါမယ်။เนาะတနင်္ဂနွေသားသမီးတွေကဓာတနာပရိတ်ကိုမရွတ်လို့ကိုမရဘူး။ဓာတနာပရိတ်ကိုယူရပါမယ်၊ပူဇော်ရပါမယ်။เนาะဂုံတော်၉ပါးကိုပတိစိတ်ရပါမယ်။တနင်္ဂနွေသားသမီးတွေကံအားနေပါတယ်เนาะ။ပြီးရင်တနင်္လာသားသမီးတွေเนาะတနင်္လာသားသမီးတွေလည်းကံအားနေပါတယ်เนาะ။ဘာကြောင့်လဲလို့ပြောရင်เนาะတနင်္လာသားသမီးတွေမှာကျန်းမာရေးထိခိုက်နိုင်တဲ့အသက်ရှူလမ်းကြောင်းနဲ့ပတ်ဆိုင်တဲ့ဝေဒနာတွေ ပေါ်တတ်တယ်ပေါ့နော်အဲ့တော့အဲပြောမယ်ဆိုလို့ရှိရင်တော့တနင်္လာသားသမီးတွေကတော့အကောင်းရောအဆိုးရောနှစ်မျိုးစလုံးကြုံနိုင်တဲ့နှစ်ကာလဖြစ်တယ်ပေါ့နော်နောက်ဂယူဆာမေနှစ်ကာလကတော့ဂယူဆာမေနေနန်သားကတော့ဗုဒ္ဓဟူးသားသမီးတွေဖြစ်ပါတယ်နော်ဗုဒ္ဓဟူးသားသမီးတွေကတော့ကံအားတော်တော်ကိုနည်းတဲ့အတွက်နော်ဂယူဆာရပါမယ်နော်အဲ့တော့ဟုတ်ပြီဘယ်နေ့သားသမီးတွေကအားကောင်းတယ်လို့ပြောရင်စနေသားသမီးတွေ အားကောင်းတယ်နော်အင်္ဂါအားကောင်းတယ်တောက်ကြာအားကောင်းတယ်ကြာသပတိအားကောင်းတယ်လို့ရေပူရပြောလို့ရပါတယ်နော်အဲ့တော့ဒီမှာကျွန်မတခုပြောချင်တာကဂျိုစီးချူနင်းမကောင်းတဲ့အခါတိုင်းကျွန်မတို့မလုပ်နိုင်ကြလေပေါ့နော်ဒါလေးကိုလည်းကျွန်မပြောချင်တယ်အဲ့တော့ကျွန်မကတော့နော်ဂျိုးတွေကိုဂျိုးစည်းချုံရင်းမကောင်းတာကောင်းတာထက်ကျမဘာလို့လဲ မြတ်တာပို့တဲ့ခါတိုင်းမှာကျမတနင်္ဂနွေဂျုံမင်းကြီးတနင်္လာဂျုံမင်းကြီးအင်္ဂါဂျုံမင်းကြီးဗုဒ္ဓဘူးဂျုံမင်းကြီးကြာသပတေးဂျုံမင်းကြီးတောက်ကြဂျုံမင်းကြီးနဲ့စနေဂျုံမင်းကြီးတို့ဆိုပြီးတော့ဂျုံမင်းကြီးတွေကိုလည်းကျမကမြတ်တာပို့တယ်เนาะမြတ်တာပို့တဲ့အမြဝေရပေါ့เนาะအဲ့လိုပဲเนาะဂျူတွေကိုကိုကမြတ်တာပို့အမြဝေနေတဲ့အခါကျရင်ဂျူတွေကကျမတို့ကိုဒုက္ခမပေးဘူး နော်အဲ့တော့အဲ့ဒါလေးကိုလိုက်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်လည်းလိုက်ပြီးတော့လုပ်ပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းခြင်းနဲ့ကိုမေတ္တာပို့တဲ့ထဲမှာနော်တောဆောင်နဲ့တောင်ဆောင်နဲ့မြို့ဆောင်နဲ့ရွာဆောင်နဲ့ရုပ်ကဆုဘုံမဆုအာကာသဆုနဲ့မြေဆောင်နဲ့ရေဆောင်နဲ့သာသနာတော်ဆောင်နဲ့သပုတ်တရားဆောင်နဲ့ဝလာဟာကနဲ့ပစ္စုံနဲ့စတုလောကပါဠိနဲ့တရားမြမသူရာယမအဆရှိသောနတ်မြမအပေါင်းတို့ငကားကလုံးဂုံမန်ရက်ခတ်အဆရှိသောဥပတ္တကအပေါင်းတို့ဝိဇာဇောကြီးတပတိအဆရှိသောသူတော်ကောင်းအပေါင်းတို့နှင့်တနင်္ဂနွေဂျိုးမီ င်းကြီးဒနင်လာဂျုံမင်းကြီးအင်္ဂါဂျုံမင်းကြီးဗုဒ္ဓဟူးဂျုံမင်းကြီးကြာသပတေးဂျုံမင်းကြီးတောက်ကြဂျုံမင်းကြီးစနေဂျုံမင်းကြီးနေရာဟုနှင့်ကိတ်ဂျုံမင်းကြီးတို့ပါမကြမ်းကျွန်ုပ်ရဲ့နော်မြတ်တာအညပေးဝေပါတယ်ကျွန်ုပ်ပြုသမျှဒါနာကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ကိုလည်းကျွန်ုပ်နဲ့ထပ်တူထပ်မြအညရကြပါစေဆိုပြီးအဲ့လိုမြတ်တာဖို့အညဝေတဲ့အခါမှာဂျူလီကိုထည့်ပြီးတော့မြတ်တာဖို့အညဝေပါအဲ့ဒါဆိုရင် ယိုစည်းချုံရင်းမကောင်းတာတွေလွတ်ပါတယ်เนาะနောက်တစ်ခုကတော့ကျမတို့เนาะဒီ2025 April ကနေပြီးတော့2026ထိเนาะပူဇော်ရမယ်ဂါရာဒါဒနာပရိတ်လို့ကျမပြောပြပြီเนาะဒါဒနာပရိတ်ရဲ့နောက်ပြီးတော့ပရိကြီးဆက်တတ်တော့ရဲ့เนาะဒါမှမဖြစ်မနေပူဇော်ရမယ်ခါတာအေးဟုတ်ပြီနောက်တစ်ခုကကြတော့နဝင်းဆိုးလို့ပဲ နော်မဖြစ်မနေလှူဒန်းရမယ်ဆုံးကကြတော့စံပြုတ်စံပြုတ်ကိုတကြားလေးဖြူရမယ်နော်တကြားစံပြုတ်လို့ပြောလို့ရတာပေါ့နော်တချို့ကပြောတယ်ဆရာမနှုတ်ထမင်းမရဘူးလားမရဘူးနော်စံပြုတ်ကိုတကြားဖြူရမယ်နော်အဲ့တော့စံပြုတ်ကိုတကြားဖြူမယ်အဲ့ဒါကိုကိုယ့်ရဲ့မွေးနေ့တိုင်းအာယုံစုံးအနေနဲ့ကတ်ပေးပါနော်ကိုယ့်ရဲ့မွေးနေ့တိုင်းအာယုံစုံအနေနဲ့ကတ်ပေးပါတပတ်မှာတစ်ချိန်ကတ်တယ်ဆိုရင်ရပါတယ်နော်အဲ့တော့တပတ်မှာတစ်ချိန် တက်မယ်ဆိုရင်ရပါတယ်เนาะအဲ့တော့တန်းကိုကျမတစ်ချက်လောက်ပြောပြမယ်2025 April 21ရက်နေ့ကနေပြီးတော့2026เนาะဇန်နွင်းကာလအထိလှူဒန်းရမယ်ညနံသားလိုက်လှူဒန်းရမယ်ပန်းတွေကတော့ဘာတွေလဲဆိုရင်တနင်္ဂနွေသားသမီးဆိုရင်အဝါရောင်လိမ္မော်ရောင်ရှိတဲ့ပန်းကိုလှူပါဗုဒ္ဓဟူးကလည်းအဝါရောင်လိမ္မော်ရောင်ရှိတဲ့ပန်းကိုလှူပါ နော်ကြာသပရေကကြတော့အနီရောင်ပန်းရောင်ကိုလှူပါတောက်ကြာကကြတော့နော်အဖြူရောင်ကိုလှူပါစနေကကြတော့အနီရောင်နော်ကြက်သွေးရောင်ရှိတဲ့ပန်းကိုလှူပါနော်အဲ့တော့အင်္ဂါဆိုလို့ရှိရင်တော့အစိမ်းရောင်ကိုလှူပါတနင်္လာဆိုလို့ရှိရင်တော့နော်အဖြူရောင်ကိုလှူပါလို့ကျမအယောင်နဲ့ဆိုလို့ရှိရင်တော့နော်အဲ့လိုမျိုးဟိုဒါကကျမတို့ เนาะရေရာအနေနဲ့လည်းဟုတ်တယ်ကုသိုလ်ရေးလည်းဟုတ်ပါတယ်เนาะအဲ့တော့စစ်တော်သူများအားလုံးကိုကျွန်မချစ်ချစ်မြတ်တာတွေကိုကျွန်မပေးပို့ပါတယ်